နောက်ကဘတော့အာပေးထားတော့ဖျက်ခင်ကိုကျေးဇူးတင်တယ်ကျေးဇူးတော်ချီးမွမ်းတယ်ဒီညအာစင်ကြအောင်မိတ်မဲ့အရာကတော့ကျမတို့စိတ်ကိုညင်ပယ်ခြင်းဆိုတဲ့ကောင်းစဉ်ပေါ့နော်ဒီစိတ်ကိုညင်ပယ်ခြင်းမတိုင်းပါတော့ယင်ညတွေကအာစားသုံးခဲ့တဲ့ဟာကိုအနေငယ်ပြန်ပြီးတော့စင်ချီအောင်မိတ်နဲ့ပြော ပြောချင်ပြောချင်ပါတယ်လို့အဲဒီစာပုတ်တစ်ခုလုံးရဲ့ခေါင်းစဉ်ကပေါ့နော်ဖျားသခင်အစီမံကိန်းဆိုရဲခေါင်းစဉ်ဖြစ်တယ်ပြီးတော့အဲဒီနေရာမှာဖျားသခင်အစီမံကိန်းကိုတင်းတဲတေးပြတ်လဲဆန်းစစ်ချင်းဆိုရဲခေါင်းစဉ်ပြီးခဲ့တဲ့နေ့တွေကလည်းစာတုံးခဲ့တယ်ပေါ့နော်ဒါလည်းဆိုတော့ဖျားသခင်အစီမံကိန်းမှာဖျားသခင်ဒီမိမိကိုယ်တော်တိုင်ကိုကျွန်တော်တို့အထဲသို့ဝေငှဖြန့်ဖြူးပေးခြင်းဖြစ်တယ်တဲ့ ဒါတော့နေ့တိုင်းလည်းကြားနေကြပါဘောเนาะနည်းနည်းလေးအရှိရအကြောင်းအရာနဲ့ပြန်ပြီးတော့ဆက်ဆက်ချင်းဖြစ်ပါတယ်လို့ဘုရားသခင်ဒီမိမိကိုယ်တော်တိုင်ကို ကျမတို့တရားစီတိုင်းအထဲသို့ဝင်ခပြန်ပြူပေးလို့တယ်ဝင်ခပြန်ပြူပေးနေတယ်ဘုရားသခင်ဖြစ်တော်ကြောင့်ဂျေဇုတော်ချီးမွမ်းတယ်ဒီဝင်ဝိညာဉ်အထဲကိုဘုရား အဲဒီကိုရတိုင်းကိုကျမတို့အထင်ဝင်ကဖြန့်ဖြူးပေးနေတဲ့အခါမှာဒီအရာကိုလက်ခံရရှိဖို့အတွက် ကျမတို့အာဖြတ်ကျော်ရတဲ့အဆင့်တွေရှိတယ်ပေါ့နော်အဲဒီစိတ်ကိုညှင်းပယ်ခြင်းဆိုတဲ့အကြောင်းအရာဒါလည်းဒီအဖျားရဲ့ဖြန့်ဖြူးပေးခြင်းကို ရရှိဖို့အတွက်ကျမတို့အာဖြတ်တန်းရတဲ့အဆင့်တစ်ခုဖြစ်တယ်ပေါ့နော်ဒီပထမဆုံးမှာဆာယေသူကပြောထားတယ် ခင်ဖျားအသည် ကျွန်ုပ်တို့၏ဝိညာဉ်၌ရှိနေတော်လဲကျွန်ုပ်တို့၏ဝိညာဉ်သည်စိတ်နှင့်လွန်စွာကံ့ကြီးလျက်ရှိသည်အာဝိညာဉ်ထဲမှာတော့သခင်ဖျားရောက်လာပြီဒါပေမဲ့ကျမတို့ရဲ့အာဝိညာဉ်ကပေါ့နော်အာကျမတို့ရဲ့ဝိညာဉ်ကဒီစိတ်နဲ့အာ ကက်ညိတော့မဲဖြစ်နေတတ်တယ်ပေါ့နော် များသောအားဖြင့်အချိန်ဒီမှာစိတ်ဆိုတာကြတော့ကျမတို့ရဲ့ဒီလူဟောင်းဖြစ်တဲ့စိတ်အဟောင်းပေါ့နော်ဒီစိတ်အဟောင်းနဲ့ကက်ညိနေမယ်ဆိုလို့ရှိရင်ကျမတို့ကဖျားရဲ့ဝိညာဉ်ကိုဖျားရဲ့ကျမတို့အထင်မှာရောက်နေတဲ့သခင်ဖျားရဲ့ဝိညာဉ်ကိုမတို့ထိနိုင်ဘူးပေါ့နော်ဘာနဲ့တူလဲဆိုတော့ဝိညာဉ်ကကြတော့ကျမတို့ရဲ့ယူတွင်းချင်းစီနဲ့တူတယ် ယူဆိုတာကြတော့ကျမတို့ရဲ့ဒီစိတ်အဟောင်းပေါ့နော်လူအဟောင်းစိတ်ဖြစ်ခြင်းအဲ့အရာဖြစ်တယ်ဝိညာဉ်ကိုပေါ့ဝိညာဉ်ကိုတုတ်ထိဖို့ဆိုလို့ရှိရင်ကျမတို့အရင်ဆုံးဒီအယိုးပေါ့နော်အယိုးချိုးဖဲလိုက်မှာပဲဝိညာဉ်ကိုကျမတို့မြင်တွေ့ရတယ်ပေါ့နော်အယိုးမချိုးဘဲနဲ့ sorry အယိုးမချိုးဘဲနဲ့ယူရင်းချင်းစီကိုမမြင်ရတယ်လို့ပဲကျမတို့စိတ်ကိုချိုးဖဲခြင်းစိတ်ကို ညင်းပဲ့ခြင်းမရှိသေးရေကျမတို့ဝိညာဉ်ကို မမြင်တွေ့ရဘူးပေါ့နော်လူလူတွေကအဲတယောက်ယောက်ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုမြင်ရလဲဆိုတော့အာစိတ်ကိုမြင်ရတယ်ပေါ့နော်စိတ်ကိုဘယ်လိုမြင်ရလဲဆိုတော့အာရိုးရိုးလေးပဲပေါ့နော်လူတယောက်ချင်းအော်ဒီတယောက်ကအာဒေါသကြီးရဲ့ဒီတယောက်မာနကြီးရဲ့လို့မျိုးစိတ်ကိုမြင်ရတာများတယ်ပေါ့နော်အဲ ရုပ်ကိုမြင်ရတာလည်းဟုတ်တယ်ဒါပေမဲ့လည်းလူတယောက်ရဲ့ဖြစ်ခြင်းကိုပြောတဲ့အခါမှာအဓိကအဖြစ်ပေါ့နော် လူတယောက်ကိုကျမတို့ပြောကြပြီးဆိုလို့ရှိရင် သူ့ရဲ့အကြောင်းပြောကြပြီးဆိုလို့ရှိရင် သူ့ရဲ့စိတ်ကိုပဲပြောကြတာများတယ်ပေါ့နော်အဲဒါကြောင့်မလို့အာစိတ်ဆိုတာလည်းသူကအရေးကြီးတဲ့ကဏ္ဍကနေပါဝင်နေပေါ့နော်အာငယ်ငယ်တုန်းကတော့စဉ်းစားတာပဲသူကလေစိတ်ကမကောင်းဆိုဖေကဘာလို့ထည့်ထားပြီးလဲပေါ့နော်စိတ်ကဘယ်လိုပြောရမလဲ ရှုပ်တယ်ဘောနော်စိတ်လူဒီတိုင်းပဲစိတ်မပါစိတ်ကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အဲ့လိုခံစားချက်တွေမရှိဘူးအခံစားချက်တွေဆန္ဒစိတ်တွေအဲ့လိုမျိုးမရှိဘူးဆိုတော့ဘုရားသခင်ကရိုးရိုးလေးပဲသူပြောတဲ့အတိုင်းကျမတို့အကုန်လုံးလိုက်လုပ်ကြပါဘောနော်ဒီလိုမျိုးဒါပေမဲ့အဲစိတ်ကသူကတန်ဖိုးရှိတဲ့အရာဖြစ်တယ်ဒီအရေးလဲကြီးတယ်ပေါ့နော်အဲကြောင့်မလို့အာတကယ်လို့စိတ်ဒါ ်ဒီခံစားစိတ်တို့အသိစိတ်တို့ဆန္ဒစိတ်တို့လိုမျိုးမရှိဆိုလို့ရှိရင်ကျမတို့ကအာဒီလိုမျိုးစက်ရုပ်ပေါ့နော် program ရေးထားတဲ့စက်ရုပ်အဲ့လိုမျိုးပဲဖြစ်နေမှာပေါ့ဒါပေမဲ့ကျမတို့ကလူသားဖြစ်တယ်ပေါ့နော်ဖခင်ကလူသားဖြစ်ခြင်းကိုအဲကျမတို့ပြီးထားတယ်ဒီရာတန်ဖိုးလည်းရှိတယ်တကယ်အဲလို့ပြောရမယ်အရန်တန်ဖိုးရှိတဲ့အရာဖြစ်တယ်ပေါ့နော်ဒါပေမဲ့အဲဒီစိတ်စိတ်ရဲ့ အအဟောင်းပေါ့နော်လူဟောင်းရဲ့စိတ်နောက်ကိုကျမတို့ရဲ့ဒီခန္ဓာနဲ့ဝိညာဉ်ကလိုက်ဖို့မဟုတ်ပဲねကျမတို့ရဲ့စိတ်ဟောင်းဒီလူဟောင်းအစိတ်ဟောင်းကချိုးဖဲ့ခြင်းခံရမယ်ဆိုတာကိုချိုးဖဲ့ခြင်းခံရဖို့လိုအပ်တယ်ဆိုတာကိုဒီနေ့မှာကျမတို့ဆင်ခြင်ရပါတယ်လို့အာစိတ်ဒီမိဒီအရာဖြစ်တယ်ねဒီမှာဒုတိယပါပေါ့နော် ဒုတိယစာပိုင်းမှာကျွန်တော်တို့တွေ့ရတယ်စိတ်ကအတ္တဖြစ်တယ်တဲ့အဲဆရာကဒီစာရေးသူကပြောပြထားတယ်ပေါ့နော်စိတ်ကအတ္တဖြစ်တယ်တဲ့အတ္တကတဲ့လူဖြစ်ခြင်းအလေဘဟုလူဖြစ်ခြင်းပုံကို ဖြစ်တော့ကြောင်းအတ္တကိုဖယ်ရှားပြရအဲဆက်အတ္တဆိုလူလူလူတွေရဲ့အခုနကကျွန်မပြောခဲ့သလိုပဲပေါ့နော်လူရဲ့ဖြစ်ခြင်းရဲ့အလေဘဟုအဲ့ဒီလူဖြစ်ခြင်းရဲ့အအရေး အဓိကပေါ့နော်အဓိကအချက်ပေါ့နော်အဲ့ဒီဟာကသူကအတ္တအတ္တဖြစ်နေလူလူဟောင်းမှာကျတော့အတ္တကသူကအရေးအကြီးဆုံးအတ္တကအလဲဘဟုအဲ့လိုမျိုးဖြစ်နေဟိုပုံမှန်လူဆိုလို့ရှင်ပေါ့နော်အားလုံးကအာငါငါအတွက်အကျိုးအမြတ်ဖြစ်မလားငါအတွက်အကျိုးအမြတ်ရှိမလားတခုခုလောက်တိုင်းဒါပဲလို့အဲ့လိုပဲစဉ်းစားကြတယ်ပေါ့နော်ဒါပေမဲ့ညီမတို့ခရိယန်အသက်ရှင်ခြင်းအသက်တာ အာခရစ်တော်ကိုကျမတို့ဝိညာဉ်ထဲမှာရရှိထားတဲ့အသက်တာကတော့အဲ့လိုမျိုးမဟုတ်တော့ဘူး။ဘာလို့ဖြစ်လဲဆိုတော့ငါမရှင်တော့ပဲခရစ်တော်ဒီငါ၌ရှင်တော်မူ၏ဆိုတဲ့အသက်တာဖြစ်ပါတယ်လို့ငါမရှင်တော့ပဲခရစ်တော်ရှင်တော်မူ၏ဆိုတာဘလို့ဖြစ်နိုင်မလဲ။ဘလို့ဖြစ်လဲဆိုတော့ငါကိုကားတိုင်းပေါ်အသေးခံခြင်းဖြစ်ဖြစ်နိုင်သည်။ ကျွန်ုပ်ဒီကားတိုင်းကိုယူဆောင်ပြီးဖြစ်သည်ယခုကားတိုင်းဒီကျွန်ုပ်အပေါ်၌ရှိနေပြီးဖြစ်သည်ငါဒီပယ်ရှားခြင်းခံရပြီးဖြစ်ပြီးမရှိတော့ပါကျမတို့ရဲ့ငါဒီကနေ့ရက်စဉ်တိုင်းမှာပယ်ရှားခြင်းကိုခံဖို့အတွက်ကျမတို့လိုအပ်တယ်ဆိုတာကိုဒီမှာတဖန်ပြန်လည်ပြီးတော့ဆင်ခြင်ရတယ်ဘုနော် အဲဒီမှာစာရေးသူကသူပါပြောလဲဆိုတော့လူငယ်ခရိယန်အချိန်ကာလတွင် သူစကားပြောတဲ့အခါမှာငါဆိုတဲ့စကားလုံးအမြဲတမ်းပြောတယ်ပေါ့နော်အဲများသောအားဖြင့်လူတွေကအဲလူတွေပေါ့နော်ကျမတို့လူငယ်တွေများသောအားဖြင့်ဟိုငါဆိုတဲ့အရာကိုပူဇော်ပေးခြင်းဖြစ်တတ်တယ်ပေါ့နော်ငါလုပ်တဲ့အရာ ပေါ်လွင်စေချင်တယ်ပေါ့နော်ငါကြိုးစားတယ်အဲငါကအကောင်းဆုံးလုပ်တယ်ပေါ့နော်အဲ့လိုမျိုးတွေ ငယ်ရွယ်တဲ့အချိန်မှာအဲ့လိုမျိုးဖြစ်ဖြစ်တတ်ကြတယ်ပေါ့နော်ဒါပေမဲ့ရှင်းချက်လာတဲ့အချိန်ရောက်တဲ့အခါမှာသူကငါဆိုတဲ့စကားလုံးကိုသူအသုံးမပြုဝန်တော့ဘူးအများတန်းကျွန်ုပ်တို့လို့သူအသုံးပြုတယ်ပေါ့နော်ဂျေအဲ့ဒီအရာအတွက်သူကဖျားခင်ကျေးဇူးတော်ချီးမွမ်းတယ်ဆိုတာတွေ့ရတယ်အဲကျမတို့ယုံကြည်သူ ဖြစ်လာတဲ့အခါမှာကျမတို့ကငါမဟုတ်တော့ဘူးပေါ့နော်အဲ ခရစ်တော်ခရစ်တော်ရဲ့ကိုခန္ဓာတော်ထဲမှာကျမတို့နဲ့အတူ အခြားသောသူများစွာကလည်းအဲကျမတို့ဖြစ်ခြင်းနဲ့အတူတူကအရေးကြီးတယ်လို့သူတို့လည်းအရေးကြီးရဲ့ခန္ဓာမှာပါဝင်နေတယ်ဆိုတဲ့အရာကိုနားလည်ခြင်းအပြင်ခရစ်တော်နဲ့အတူ အခြားသောသူများစွာကလည်းကျမတို့နဲ့အတူတူရှိနေတယ်ဖြစ်နေတယ်ဆိုတာကိုနားလည်သဘောပေါက်လာတယ်ပေါ့နော်အဲခရစ်တော် နောက်တော့လိုက်လျှောက်လို့တော့သူတိုင်းဒီအရာ၃ခုကိုလှုပ်ဆောင်ဖို့လိုသည်ဒီမှာအဆင့်၃ဆင့်ကိုတွေးရတယ်ပေါ့နော်ပထမဆုံးအဆင့်အနေနဲ့ငါကိုညင်းပယ်ရမည်ဒုတိယတဆင့်ကကြတော့နေ့စဉ်ကားတိုင်းထမ်းရမည်နောက်ထပ်တတိယတဆင့်ကကြတော့ခရစ်တော်နောက်တော့လိုက်ရမည်ငါကိုညင်းပယ်ရမည်နေ့စဉ်ကားတိုင်းထမ်းရမည်ခရစ်တော်နောက်တော်တို့လိုက်ရမည်တဲ့ ငါကိုညင်းပဲ့ယုံနေမကဘူးဘောနော်သူကကားတိုင်းကိုလည်းထမ်းရသေးရယ်ကားတိုင်းကိုထမ်းပြီးတော့သွားကျင်တဲ့နေရာလျှောက်သွားနေရမဟုတ်ဘဲနဲ့သွားခရစ်တော်နောက်ကိုကျမတို့ကလိုက်ရမှာဖြစ်တယ်ဘောနော်အဲ့အခါမှာဆိုလို့ရှိရင်ကျမတို့ကဝိညာဉ်ထဲမှာကျမတို့ဝိညာဉ်ထဲမှာရှိတယ်ခရစ်တော်နဲ့ကျမတို့တွေ့ဆုံနိုင်မှာဖြစ်တယ်ခရစ်ဝင်ကျမ်း၄ကျမ်း၌စိတ်ကိုညင်းပယ်ရန် ပြောဆိုထားရပါတော့။ဂျာစိတ်ကိုသူကမကောင်းတဲ့ဘက်ချမ်းနေပြောဆိုထားတယ်တဲ့။ဒါပေမဲ့လေဩဝါဒစာဆောင်တွေရောက်လာတဲ့အခါမှာကြတော့ဝိညာဉ်၌အသက်ရှင်ကအရာအလုံးကိုလုံဆောင်ရမည်ဖြစ်ကြောင်းအကောင်ဖန်တိုင်းအဘဲကြောင့်ဆိုရပါသည်အကြောင်းမှာယနေ့သခင်ယေရှုသည်ဝိညာဉ်၌ရှိပြီးကိုရောဤဂျေစုတော်သည်လည်းဝိညာဉ်၌ရှိနေသောကြောင့်ဖြစ်သည်တဲ့ဘယ် ဒါပေမဲ့လဲဆိုတော့အာကျမတို့ရဲ့သခင်ယေရှုရဲ့ဝိညာဉ်ကကျမတို့ရဲ့ဝိညာဉ်ထဲ၌ရှိနေပြီးတော့ကျမတို့ရဲ့ဝိညာဉ်ထဲမှာကိုရောရဲ့ယေရှုတော်အာယေရှုတော်ကလုံလောက်တယ်ပေါ့နော်ခရစ်တော်နောက်သို့လိုက်ခြင်းသည်ဝိညာဉ်နဲ့သက်ဆိုင်သောအရာဖြစ်၍၎င်းမှာဖျားသခင်စီမံခဲ့၏အမှတ်လက္ခဏာဖြစ်သည်အာဝိညာဉ်နဲ့ဆိုင်သောအရာပေါ့နော်ဒီ ခုနပြောခဲ့သလိုပဲဘုရားသခင်ရဲ့စီမံကိန်းရဲ့အမှတ်လက္ခဏာဘုရားသခင်စီမံကိန်းရဲ့အရေးကြီးတဲ့အရာကကျမတို့ဝိညာဉ်နဲ့သက်ဆိုင်သောအရာဖြစ်ပါတယ်လို့ဒီဘုရားသခင်ရဲ့စီမံကိန်းရဲ့အမှတ်လက္ခဏာကိုကျမတို့အလေးထားပြီးတော့ထုတ်ဖော်ပြောဆိုဖို့လိုရယ်ပေါ့နော်ဘုရားသခင်ရဲ့သာဝရစီမံကိန်းမှာကျွန်တော်တို့ဝိညာဉ်အထက်သို့ ကိုရော်တိုင်းကိုဝေငှဖြန့်ဖြူးပေးရန်ဖြစ်ကြောင်းကျွန်တော်တို့အားလုံးရှင်းလင်းစွာ နားလည်ထားရပြီဖြစ်သည်ခုနစောရုံးကပြောခဲ့သလိုပဲပေါ့နော်ဝိညာဉ်အแทမှ ဖြစ်တဲ့အရာဖြစ်တယ်ဘုရားသခင်ရဲ့ထာဝရစီမံကိန်းတို့တို့အယောက်စီတိုင်းပေါ်မှာဘုရားသခင်ရဲ့ထာဝရအကြံစီတော်ကကျမတို့ရဲ့ဝိညာဉ်အแทကိုကိုရော်ရဲ့ဖြစ်ခြင်းကိုရော်ကိုရော်တိုင်းကိုသူကနေ့ရက်စဉ်တိုင်းမှာ နည်းနည်းစီနည်းနည်းစီဒီလိုသူကထည့်ပေးနေပေါ့နော်နည်းနည်းစီထည့်ပေးအောင်ဘုရားသခင်ကထည့်ပေးပြီးပြီဒါပေမဲ့ကျမတို့ကအဲရယူဖို့လိုတယ်ပေါ့နော်ဒီလိုမျိုးဘုရားသခင်ကဖြည်းဖြည်းချင်းနဲ့ကျမတို့ဒီလိုမျိုးဖွင့်ပြပေးတယ်ဘုရားသခင်ရဲ့ဖွင့်ပြဖွင့်ပြပေးခြင်းကိုကျမတို့ကဝန်ခံပြီးတော့လက်ခံရယူမယ်ဆိုရင်ကျမတို့ကရရှိမှာဖြစ်တယ်ပေါ့နော်အဲဒီရကိုသဘောပေါက်ရပါတယ်လို့ ယခုကိုတော်ဒီကျွန်ုပ်တို့၏အသက်နှင့်အရာအားလုံးဖြစ်လာရန်ကျွန်ုပ်တို့၏ဝိညာဉ်၌ရှိနေပြီးဖြစ်သည့်အတွက် ကိုယ်တော်ဒီအရာကိုလှူဆောင်ခဲ့ပြီးဖြစ်သည်အဲယခုကျမတို့ရဲ့ဝိညာဉ်ထဲမှာ ကိုတော်ကရောက်ရှိလာပြီးဖြစ်တယ်ကျမတို့ရဲ့ဝိညာဉ်ထဲမှာခရစ်တော်ရဲ့ဝိညာဉ်ရှိတယ်ဒီဝိညာဉ်ထဲမှာကျမတို့လိုအပ်တဲ့အရာမှန်သမျှကို ကျမတို့ရရှိနိုင်တယ်ပေါ့နော်အဲ လမ်းပြခြင်းတို့တဲ့အခါမှာကျမတို့ဝိညာဉ်ထဲမှာလမ်းပြခြင်းရှိတယ်။နှစ်သိမ့်ခြင်းတို့အပ်တဲ့အခါမှာနှစ်သိမ့်ခြင်းရှိတယ်။ကျမတို့ဉာဏ်ပညာတို့အပ်တဲ့အခါမှာဘုရားသခင်ရဲ့ဉာဏ်ပညာကကျမတို့ရဲ့အထဲမှာသူကဝိညာဉ်၌လမ်းပြပေးနေတယ်ဆိုတဲ့အရာကိုဒီအရာအလုံးပေါ့နော်ကျမတို့လိုအပ်တဲ့အရာအလုံးကိုဘုရားသခင်ရဲ့ဝိညာဉ်အထဲမှာကျမတို့ရှာဖွေတွေ့ရှိနိုင်တယ်ဆိုတဲ့အရာကိုဒီနေ့မှပြန်လည်ပြီးတော့ဆင်ခြင်ရပါတယ်လို့ ဒါကတော့ဒီနေ့ရဲ့အကြောင်းအရာပေါ့နော်စိတ်ကိုငြင်းပယ်ခြင်းဖြစ်တယ်ကျမတို့ရဲ့လူဟောင်းဖြစ်တယ်စိတ်ကိုငြင်းပယ်ခြင်းရှိဖို့လိုတယ်ပေါ့နော်စိတ်ကိုငြင်းပယ်ပြီးတဲ့နောက်မှာ ကိုရောရဲ့အဲကားတိုင်းကိုလဝကတိုင်းကိုထမ်းပြီးတော့ကျမတို့ကခရစ်တော်နောက်သို့နှိမ့်စင်လှိုင်းလိုက်ရမယ်ပေါ့နော်အဲအဲဒီအရာကို ပြန်ပြီးတော့ဆင်ခြင်အောင်မေ့ရပါတယ်လို့ရောက်စီတိုင်းနဲ့အဖျားခင်ဖွင့်ပြရှင်တွေကို ပြန်လဲစီစဉ်မှုအတွက်ဖိတ်ခေါ်ချင်ပါတယ်